ဟဲ့တမိဟဲ့တကူလုံးလဲပူချစ်တောင်းနေရပဲဈေးတွေလဲဒီညကုန်ရင်တော့ကုန်ပြီအဘွားဘယ်လိုလုပ်ရပါဘွားဆရာဝန်စီကနေဈေးကိုအကျွေးနဲ့ဝယ်ခဲ့ပါလားအဘွားကအဲ့ဒီဆရာဝန်ကို ရူဘီ600ပေးဖို့ကြံနေသေးတယ်သူကဈေးတွေကိုထပ်ပြီးတော့အကျွေးမရောတော့ဘူးလို့ပြောလိုက်တယ်ဒါဆိုဘွားဘွားဘယ်လိုလုပ်မလဲ တမီးကလည်းအယန်းကိုအပြားတက်နေတာလုံးဝမထားနိုင်ဘူးအဘွားလည်းဒီကိစ္စကိုပဲစိတ်ပူနေတာဈေးမဝင်နိုင်ရင်တမီးလေးရဲ့အချီနေကပိုဆိုးလာလိမ့်မယ်ဟုတ်တယ်ဘွားရဲ့တမီးလေးရေအယန်းစားတာပဲရေလေးနည်းနည်းလောက်ပေးပါလားယင်အင်းဒီတိုင်းသာဆက်သွားနေရင်တော့ငါမြင်းမလေးတော့ဒီအပြားနဲ့တည်ရောက်မှာပဲငါဘယ်ကနေပတ်စံရှာရမလဲ ဘသူစီရနေများပက်ဆက်သွားပြီးတော့ချီးရပါမလဲငါစူးစမ်းကြည့်ဦးမဘာရီစဉ်းစားနေတာလဲဘွားဘွားအော်ဘာရီမဟုတ်ပါဘူးသမီးလေးရေစူးစမ်းပြီးတော့အိတ်နေနော်အပွားခဏနေရင် ပြန်လာခဲ့မယ်အလုပ်လေးနည်းနည်းလုပ်စရာရှိလို့သွားလိုက်ဦးမယ်ဟုတ်ကဲ့ဘွားဘွားမြင်မြန်ပြန်လာနော် ပြီးတော့အရင်လဲနောက်မကြနဲ့ဦးအတော်နေကောင်းရင်လား ကောင်းပါလေကွယ်မင်းငေါ်ကျမ်းမာရဲ့လားဒါပေါ်ဗျအတော်ရဲ့မြစ်တာကြောင့်တောင်းတောင်းမိပါပဲဒါနဲ့အတော်ကိုတော့မတွေ့ရတာကြာပြီနော်ဟုတ်ပါသားရဲ့ဘယ်ပြောကောင်းမလဲအတော်မိမလေးရာခီလေးရုတ်တရက်ကြီးကောက်ခငင်ကအပြားတွေကြီးနေလို့အဲ့ဒီနောက်ကိုပဲတစ်ချိန်လုံးပြုစုနေရတယ်အတော်ဘာပြောတာလဲသူနေမကောင်းမှုဆိုဘာကြောင့်ဆရာဝန်စီမသွားတာလဲ อืมตูซี้တော့တောက်နေပါတယ်ตาเยလိုအပ်ရင်လဲအတော်ဆရာဝန်စီခေါ်သွားမှာပါဟာဗျာဆရာဝန်ကိုမြင်မြင်ပြလေပိုကောင်းတာပေါ့အတော်ရဲ့ဘီဂရန်ရဲ့စာလေးကတော့ကောင်းကောင်းလေပတ်နေတဲ့ပုံပဲငါသူ့စီကနေပတ်စံချီးချီးရင်ကောင်းမလားခဏလောက်တော့အေးအေးဆေးဆေးထိုင်ပါဦးအတော်ရဲ့မထိုင်နေဘူးတာကြီးအခုတော့အချိန်မရသေးလို့ အတော်နင်းစီကနေအကူအညီလေးလိုချင်လို့ပါပြောပါတော့ကျွန်တော်ဘာကူညီပေးရမလဲတကယ်တော့လေအတော်မှာပိုက်ဆံအခက်အခဲရှိနေရဲ့ကွယ်ရာခီလေးအတွက်စေးလဲမဝဲနိုင်ဘူးအဲ့တော့အတော်ကလေပက်ဆက်လေးနည်းနည်းလောက်ချီးပါလားအတော်ရဲ့ကျွန်တော်လည်းဘယ်ရနီပက်ဆက်ကိုချီးပေးရမလဲကျွန်တော်ဆိုင်လေးရဲ့အခြေအနေကိုလည်းကြည့်ပါအောင်ကျွန်တော်ကိုယ်တိုင်တောင်မှမင်းကိုရက်တည်နေရတာ ပြီးတော့အဲ့ဒါတက်ဗျာသားရေအတော်ပြန်ဆက်ပါမင်းအတော်ရေကျွန်တော်မှာပတ်စံရှိရင်တော့ချီးတာပေါ့ဒါပေမဲ့အခုကျွန်တော်စီမှာလည်းမရှိဘူးဗျာကျွန်တော်စိတ်မကောင်းဘူးဗျာတပတ်မှာတော့ယောက်ျားရေဒီအပိုင်းရှင့်တော်နဲ့ဆုံးပြစ်သေးလားမဆုံးပြစ်ပါဘူးလီလာရဲ့အခုတလောယုံမှာအလုံများနေရတဲ့ဘသူနဲ့မှတွေ့ဖို့အချိန်မရဘူး ဟုတ်လားကျမသူ့အတွက်စိတ်ပူနေတာဟေးဘာကြောင့်လဲအတော်ဘာဖြစ်လို့လဲအတော်ကနေကောင်းပါတယ်ဒါပေမဲ့သူ့မိမလေးရာခီကတော်တော်လေးပြားနေရလေအဲ့ဒီလိုပြားနေတာက တလားလောက်ရှိနေပြီဒါပေမဲ့အခုထိလည်းမတက်တာဘူးလို့ကျမကြားတယ်သူကကလေးပဲရှိသေးရလေကွာနေနေပါပါဖျားရနာလာတော့ဖြစ်နေကြပါပဲအရန်ကြီးလဲစိတ်မပူပါနဲ့ သူ့ဟာနဲ့သူအဆအဆရရအဆင်ပြေသွားပါလိမ့်မယ်။မဟုတ်ဘူးဒီတစ်ခေါက်ဖြစ်တာကပို့ဆိုးတယ်။သူ့ချီနေကပို့ပို့ဆိုးလာတယ်လို့သတင်းတွေကြားနေရတယ်။အေးပါငါဒီနေ့ရုံးကပြင်ရင်တစ်ချက်လောက်ဝင်ကြည့်လိုက်မယ်လေ။ဟုတ်ပါရဲ့သူ့ခင်ဗျာတော်တော်လေးစိတ်ပူနေရှာမှာကျမကကုဖို့ငွေကလည်းမရှိဆရာဝန်ကောင်းကောင်းနဲ့ပြဖို့ကလည်းအားမရှိဘူး။ဒါကြောင့်ရှင်တက်နိုင်တဲ့လောက်သာကူညီပေးလိုက်ပါ။ အေးပါငါလည်းတက်နိုင်တယ်လို့တော့ကူညီမှာပါဒါပေမဲ့ငါစီမှာကြတော့လေပိုက်ဆံအများကြီးမရှိဘူးလေကဲကဲအလုတ်သွားတော့မေငါနောက်ကျနေပြီအတော်ရေးအတော်အိမ်မှာရှိလားဗျဟေးဒီချိန်ကြီးဘသူများလာတာပါလေငါကြည့်လိုက်ပါအောင်မေအော်အတော်နေကောင်းရင်လားဗျဟုတ်တော့အာတီတာရောက်လာတာကို ဟုတ်တယ်တော် ကျွန်တော်ရုံးကနေပြန်ဒီကိုဝင်လာတာရာခီနေမကောင်းမှုကြားလို့တရင်လာမိတာလဲပါတယ်ဗျာဟုတ်တယ်သားရဲ့ဒါနဲ့အတဲဝင်မအောင်ဟုတ်ကဲ့တော့သူ့ကိုစေခံပြပြီးပြီလားသူတော်တော်လေးကိုပိန်သွားတာပဲဗျာစေခံကမပြနိုင်ပါဘူးသားရဲ့ရှိတဲ့စေးတွေလည်းကုန်သွားပြီအခုဆို စေးထဝယ်ဖို့တောင်မှပတ်စံကမရှိတော့ဘူးဟုတ်လားတော်ရဲ့ ီမှာရာခီလေးအတွက်ကျွန်တော်အသီးတွေဝယ်လာတယ်။အဲ့ဒါဆိုသူ့ကိုကြေးလိုက်အောင်နော်။ဒါ့ကိုအတော်ယူထားလိုက်ပါ။ဒီလိုတွေလုံးစရာမလိုပါဘူးသားရဲ့။မင်းအခုလိုလာ ကြည့်တာနဲ့ရင်ရပါပြီ။ဟုတ်ပါတယ်ဗျာ။အတော်လဲကျွန်တော်အချင်းကြီးကိုသိတာပဲ။အခုဆိုတလားတလားလာစားကနည်းနည်းလေးပဲရတာဗျာ။ကျွန်တော်အများကြီးမတုံနိုင်တာကိုလည်းအတော်နားလည်မှာပါ။အခုအများကြီးတော့မဟုတ်ပေမဲ့ဒါလေးကိုတော့ယူထားလိုက်ပါဒီလောက်ဆိုအတော့စေးတော့ဝယ်လို့ရမယ်ထင်တယ် တားရဲ့ဒီလိုခက်ခဲနေတဲ့ချိန်မှာတားပြီးတာကတော်လာပါပြီ။မဟုတ်တာဗျာဒီလိုတော့မပြောပါနဲ့။ကဲပါအစစရရအကုန်အစဉ်ပြေးသွားမှာပါ။ဟုတ်ပြီလားတော့ကျွန်တော်လည်းသွားလိုက်အောင်မေး။ဂယူးဆိုင်နော်။သူ့ကိုလည်းအဲ့ဒီအတီးလေးတွေကျွေးလိုက်ပါအောင်ဗျ။ရာခီရေတမီလေးထကြည့်ပါဦးဘွားဘွားနင့်အတွက်စေးဝယ်လာတယ်အခုထပြီးတော့စေးလေးတောက်လိုက်ပါဦးဘွားဘွား စည်းဝင်လာတယ်ဆိုတော့ဘဲကနေပတ်စံနဲ့ဝဲလာတာလေ။အော်သမီးရဲ့ဦးလေးအာဒီတာလာသွားတယ်။အသီးတွေနဲ့စေးဘူးလေးပေးသွားရှာတယ်။ဟုတ်လားဦးလေးအိမ်လာသွားသေးရလား။ဟုတ်တယ်သမီးလေးသမီးအိပ်ပျော်နေလို့မတွေ့လိုက်ရတာ။နေပါရဲ့နော်။အခုထပြီးတော့စေးတောက်လိုက်တော့။ဖွားပါသမီးပဲချင်းဒီစေးရီတောက်နေအောင်မလဲ။ဆရာဝန်နဲ့မပြရင်တော့ဘာမှမထီရောက်ဘူး။ အဘွားသိပါတယ်တမီးလေးရဲ့ဒါပေမဲ့အဘွားတို့တွေစေးလေးဝယ်ဖို့တောင်းမှအရန်ခက်ခဲနေတာလေဆရာဝန်ပြဖို့ဆိုဘယ်ကနေပတ်စံနဲ့ပြရမလဲတမီးနေလို့တိတ်မကောင်းတော့ဘူးဘွာတမီးတင်များတေတော့မှလာမသိဘူးဘွာရဲ့ဟဲမပြောကောင်းမဆိုကောင်းတမီးရဲ့တမီးလေးဘာမှမဖြစ်ပါဘူးစိတ်မပူနဲ့အဘွားတခုခုစီစဉ်ပေးပါမယ်သမီးเจ้าနဲ့အဘွားအခုလိုမျိုးခက်ခဲနေတာမြင်ရတာသမီးစိတ်မကောင်းဘူး အဲ့ဒီလိုသားဆိုတေးလိုက်တာကမှပိုကောင်းမင်းနဲ့တူပါတယ်။သမီးလေးဖွားဖွားဖွားမှာသမီးလေးမရှိရင်ဘသူမှမရှိတော့ဘူးလေ။ဒီလိုနမိတ်မရှိနမမရှိစကားတွေမပြောပါနဲ့လား။ဖွားဖွားသမီးကိုရအောင်ကုပေးမှာပါ။ဟေးဖေခန်လက်ဖက်ကြီးတစ်ခွက်လောက်လှုပ်ဆက်မအောင်။မနေ့စောစောစီစီဒီလိုတရင်ကြားလိုက်ရတော့ခေါင်းနဲ့တောင်နောက်လာတယ်ကွာ။အော်တကြီးထိုင်းမားပြထိုင်းမားကျွန်တော်ကူပဲလက်ဖက်ရည်လာချပေးပါမယ် အရင်ထိုင်ပြီးတော့အမောပြေးလိုက်ပေါ့ဒါနဲ့တကြီးကဘလို့သတင်းမျိုးကြားခဲ့လို့ဒီလောက်တောင်စိတ်ပူနေရတာလဲအေးဟေးစိတ်ပူရတယ်ဒါပေမဲ့ကြားခဲ့ရတဲ့သတင်းကတော့တော်တော်ထူးဆန်းနေဘာသတင်းမလို့လဲဗျကျွန်တော်ကိုလည်းပြောပါအောင်ဗျမင်းတသက်နဲ့တကူစပင်းနဲ့ထမင်းချက်တယ်လို့ကြားဘူးလားပြောစမ်းမအောင်မင်းအဲ့ဒီလူမျိုးကြားဘူးလားဟင်ဘလို့စပင်းနဲ့ထမင်းချက်တယ်လား ဒါဘာစကားကြီးလဲဗျာသမင်းထဲမှာသမင်းကြီးမွေးပါလာရင်တော့မှစားကျင်စိပျောက်သွားတာအခုကျတော့သမင်းထဲတောင်သမင်းချက်တယ်ဆိုပဲဒါကဘာကြီးလဲဗျာအေးငါလဲအဲ့ဒါကိုပဲစဉ်းစားနေတာအဲ့ဒါကဘာကြီးလဲအခုဆိုတရားလုံးမှပြောနေကြပြီဟိုဘက်ရွာက အဖွားကြီးကသမင်းနဲ့သမင်းနေဟင်းတွေချက်ပြီးတော့ရောင်းနေတယ်တဲ့ရွာရဲအတော်ကြီးလားလွန်ခဲ့တဲ့ရက်ပိုင်းလောက်ကမှသူကျွန်တော်ဆိုင်ကိုလာသွားသေးတယ် ကျွန်တော်တော့ဘာမှမကြားမိပါဘူး။ तू လည်းဘာမှပြောမသွားဘူးဗျ။ဟုတ်တယ်ဟိ။အဲ့ဒါနေမကားသေးဘူး။ तू ကပြောလိုက်သေးတယ်။ तू ချက်တဲ့ဓမင်းကိုစားတဲ့သူတိုင်းကန်စာတာတွေတက်သွားတယ်တဲ့။ကျွန်တော်တော့တကြီးပြောသမျှကြားရတာအကုန်လုံးကိုထူးဆန်းနေတာပဲ။သူ့မိမလေးရာခီနေမကားမှုဆိုတာကိုတောင်သိတာမကြားသေးဘူးဗျ။အခုတကြီးကပါအဲ့ဒီတော့သမင်းနဲ့ဓမင်းချက်တဲ့အကြောင်းကိုပြောနေတယ်။ဘာမှမသိတော့ပါဘူးဗျာ။ ဟုတ်တယ်အခုရွာထဲကလူတွေကတော့သူ့တမင်းနှစ်ကိုမိစမ်းကြည့်ဖို့အကုန်ဆုံးပြတ်ထားကြတယ်အားလုံးကလည်းဆက်စုကျင်စိမ့်နဲ့ဘသူကန်စားတာများပြောင်းသွားမလဲတကယ်ကောပြောင်းသွားမှာလားဆိုတာကိုသိကျင်နေကြတာငါလည်းအဲ့ဒါကိုပဲသွားကြည့်ဦးမှာစပင်းနဲ့ထမင်းဟင်းတွေဘလို့ချက်မလဲဆိုတာတော့တေချာကိုကြည့်မှဖြစ်မယ်ဒီကိစ္စကတခုခုတော့မဟုတ်သေးဘူးနော်ကျွန်တော်တို့ရေတေးသေးချာချာစုံစမ်းမှဖြစ်မယ်ဗျာ ရှင်တို့တွေအကုန်လုံးဘလို့ပြစ်လို့ကျမရဲ့ရှိမှာဝိုင်းနေကြတာလေ။ငါကြားတာတော့မင်းကသပင်းနဲ့ထမင်းဟင်းချက်ပြပြီးတော့အဲ့ဒါကိုစားရင်ကင်ဆာတာပြောင်းတယ်လို့ပြောတယ်ဆို။ဟုတ်တာပေါ့ရှင်။တဲ့ဟုတ်တာပေါ့။ဟုတ်ပြီ။မင်းအဲ့ဒီလိုပြောတာဆိုရင်တော့အခုချက်ချင်းတက်တည်ပြရမယ်။ကောင်းပြီလေ။ကျမတက်တည်ပြပေးပါမယ်။ ငါတို့တွေအားလုံးမင်းရဲ့စပင်းနဲ့ချက်တဲ့ထမင်းဟင်းတွေကိုစားဖို့ဒီကိုရောက်နေကြတာအခုမင်းရဲ့စကားကိုဘလို့တက်တည်ပြမလဲကျမဧည့်သည်တွေအားလုံးအတွက်ထမင်းချက်ပေးပါမယ်ဒါပေမဲ့ကျမဘက်ကအချိန်လေးတခုတော့ရှိတယ်အခုတော့ကျမမိလေးကိုအရင်ဆုံးကျွေးလိုက်ပါအောင်မယ်ရှင်ပြောစမ်းမင်းဘက်ကတက်မှတ်ထားတာဘာအချက်လဲငါအဆင်ပြေအောင်စီစဉ်ပေးမယ် လူအများကြီးတို့ဓမင်းချက်ရတာကပြင်မှန်ပြီးတော့အချင်းယူရတဲ့အလုပ်ပါဒီနေ့ကျမချက်တဲ့ဓမင်းသာအရသာကောင်းရင်ဒီကတကြီးကကျမကိုဓမင်းဆိုင်ဖွင့်ပေးရမယ်ဟုတ်ပြီကောင်းပြီလေငါဂရီပေးတယ်အဲ့ဒီဂရီကိုမှတ်ထားလိုက်ဒါပေမဲ့အရင်ဆုံးစားလို့ရအောင်မြင်မြင်လေးလုပ်ပေးပါကောင်းပါပြီရှင်တို့တွေဒီရင်ရှိမှထိုင်းစောင့်နေပေးပါတနအိမ်နေတော့ဓမင်းရပါပြီ ဟေးအာဒီတာကြီးဒီကိုလာပါအောင်ဒီကိုမြင်မြင်လားဘာဖြစ်ဖြစ်ပြန်ပြီလဲဘေကရန်ရဲ့ဘလို့ဖြစ်လို့ဒီလောက်တော့မှအလောတကြီးခေါ်နေရတာလဲအစင်ရောပြေလားအစင်ပြေလားမပြေလားတော့မသိဘူးငါတော့အဲ့ဒီကိစ္စကိုတကယ်နားမလဲတော့လို့ဟေ့ငါပြောချင်တာကမင်းဘာဖြစ်နေလဲလို့မေးတာစကားကိုရှင်းရှင်းလင်းလင်းပြောစမ်းပါဟာ အေးတကြီးစီကနေကြားတာတော့ရွာတဲ့ကအဖွားကြီးကသူ့စပင်းတွေကို ထမင်းတွေဟင်းတွေထည့်ချက်တဲတဲ့ပြီးတော့သူ့ထမင်းစားရင်ကန်နေကောင်းသွားရောတဲ့မင်းရောဘလို့မြင်လဲဟမ်စပင်းတွေထမင်းချက်တယ်ငါတော့တသက်နဲ့တကူဒါပထမဆုံးကြားဘူးတာပဲဘလို့လို့ဖြစ်နိုင်ပါလဲကြံ့ကြံ့ပန်ပန်စပင်းတွေထမင်းဟင်းတွေချရရဲလို့အဲ့ဒါပြောတာလေဘလို့လို့ဖြစ်နိုင်ပါလဲဒီเจ้าကလည်းတရားလုံးကတိနေကြပြီ။ ဟာတရားလုံးသိနေရတော့မှငါကမသိဘူးလေလားဒါကဘလို့ကြီးလဲတခုခုတော့မားနေပြီချင်းနဲ့ငါတော့သွားကြည့်အောင်ပါဘာဟုသွားကြည့်မှာလဲရွာလူကြီးကစားလို့တရားလုံးအဲ့ဒီဖွားကြည့်အိမ်ကိုသွားကြပြီဒီနေ့ရွာလုံးကျွအဲ့ဒီမှာထမင်းစားကြမလို့တဲ့အခုအကုန်လုံးတောင်သွားကြပြီပဲငါတို့တွေလည်းလိုက်သွားကြရအောင်ဘလို့ဖြစ်နေရဆိုတာကြည့်ကြည့်ကြရအောင် ငါတော့အခုစိုင်းပိတ်ပြီးတော့မသွားနိုင်သေးဘူးဟဲ့ဒီနေ့တော့တရားလုံးအဲ့ဒီတော်အိမ်မှာပဲရှိနေကြမှာလေမင်းဆိုင်ကိုဘယ်သူလာမှာလဲကဲစိုင်းပိတ်ပြီးတော့ငါနဲ့လိုက်ခဲ့တော့အေးလေအဲ့ဒီလိုဆိုပြန်တော့လေမှန်နေတာပဲခဏလေးစောင်းဟိစိုင်းပိတ်လာအောင်မေးပြီးရင်တော့အတူတူသွားကြတာပေါ့အဖာဘာလို့ရုတ်တရက်ကြီးဒီလိုတွေထားလုံနေရတာလဲ ဘာဘူးပြားလေရာခီဘဘရွာကလူတွေကိုသပင်းနဲ့ထမင်းချက်တယ်လို့ပြောလိုက်တယ်မလားအခုဘဘဘယ်လိုလုပ်မလဲမတုံးပါလေနင်းဘွားရဲ့ကြံကိုနင်းနားမလဲပါဘူးဘလို့ကြံလဲအဘွားရဲ့သမီးလေးကိုစေကူပေးဖို့အဘွားတစ်ခုခုလောက်ပေးမယ်လို့ဂရီပေးထားတယ်မလားအခုဘဘလုံနေတာကအဲ့ဒီအတွက်ပဲ ဆေးကူတာနဲ့ဒါနဲ့ကဘာဆိုင်လို့လဲအများကြီးဆိုင်တာပေါ့သမီးလေးရဲ့အဘွားတို့ကိုပိုင်းသမင်းဆိုင်လေးသာရှိလာရင်ပတ်စံတွေအများကြီးရလာမှာအဲ့ဒီလိုရလာရင် သမီးလေးကိုဆေးကူပေးလို့ရပြီလေအဲ့ဒီကတော့ဟုတ်ပါပြီဘွားရဲ့ဒါပေမဲ့ဇမင်းနဲ့သမင်းချက်တာကြဘယ်လိုချက်မလဲမီးလေးအဲ့ဒါလူတွေကိုတမင်ဆွဲဆောင်မှုအဘွားကလင်းပြောခဲ့တာတကယ်တော့ယူယူထမင်းပဲချက်မှာ ဘာသူဘွားကတရားလုံးကိုလိန်ပြောခဲ့တာပေါ့ဟုတ်တယ်ဒါပေမဲ့ဒီလူဝတ်ချက်ကိုတော့ဘယ်သူမှတီးလို့မဖြစ်ဘူးနော်음အဘွားချက်တာကဘလတော်အရသာရှိလိုက်လေတာမန်ထမင်းဟင်းဆိုပေမဲ့ဒီလောက်အရသာရှိတာတော်တော်ကောင်းတာပဲကျုပ်ဒီလောက်စားကောင်းမယ်လို့ထင်တော့မထင်သားဘူးကျမပြောခဲ့တယ်မလားရှင်တို့တခါစားပြီးရင်မေးတော့မှမဟုတ်ဘူးလို့ အကြာကြီးနေမှာအခုလိုပိုက်ပြေအောင်စားရတာဘလောက်တောင်မှအရသာရှိလိုက်လေ။ကျမရဲ့ဂရီကိုတော့တီးပြီးပြီနော်။အခုရှင့်လေပဲ။ရှင့်ဂရီကိုတော့ရှင်မှတ်မိတယ်မလားတကြီး။အဲမှတ်မိတာပေါ့မှတ်မိပါရဲ့။ကြုံမမိပါဘူး။ဒီနေ့အခုလိုအရသာရှိရှိစားပြီးမှတော့ခမ ्या ကိုစိုင်းတစိုင်းပေးရမှာပေါ့။စိုင်းဆိုတာဘာကိုပြောတာလဲ။ ဒီဘွားကငါနဲ့အလောင်းစားတစ်ခုလုပ်တယ်လေသူချက်တဲ့ဓမင်းတွေစားကောင်းရင်ငါသူ့ကိုစိုင်းပွင့်ပေးရမယ်ဒါကြောင့်အခုငါရဲ့ဂရိတိုင်းလုပ်ပေးရတော့မှာဒါပေမဲ့ဒီအသက်ရဲ့ကြီးနဲ့အတော်ကစိုင်းကိုဘလို့စီမံမှာလဲသူ့ကျမ်းမာရေကလည်းမကားမှုလေဟုတ်တယ်ပြီးတော့ဒီရမှာလဲကျွန်တော်ဆိုင်ကရှိပြီးသားလေဘာလို့နောက်ထပ်ဒီဇိုင်းလိုအောင်မှာလဲဒီမှာ မင်းမှတိုင်ရှိမှလည်းတရားလုံးတိကြပါရဲ့အဲ့ဒါကိုမင်းကဘာတွေစိုးရိမ်နေတာလဲဒါပေမဲ့ဒီဘွားချက်တဲ့ဓမင်းအရာတာကမင်းဆိုင်ကအရာတတဲ့အများကြီးပိုကောင်းနေပြီးတော့သူ့ဓမင်းဟင်းတွေကနတ်တုတ်တာအတိုင်းပဲဒီဘွားကြီးသာဆိုင်ဖွင့်လိုက်လို့ကတော့ငါစီးပွားကြီးပြတ်တော့မှာပဲမဖြစ်ဘူးမဖြစ်ဘူးငါအဲ့ဒီလိုမျိုးလုံးဝအဖြစ်မခံနိုင်ဘူးရှင်မကြီးပြောနေရလေကျမတော့ယုံကိုမယုံနိုင်တော့ဘူး ဘလို့လုပ်ပြီးတော့သပင်းနဲ့ဓမင်းချက်တာလေဟုတ်တယ်အဲ့ဒီထက်ဒူးဆန်းနာကရွာလူကြီးကအဲ့ဒီအတော်အတွက်ဓမင်းဆိုင်တင်ဖွင့်ပေးလိုက်တာပဲလွန်ခဲ့တဲ့ရက်ပိုင်းလောက်ကသူမိမလေးစေကူပေးဖို့ပတ်စံမရှိလို့သူခမရရွာရိုးကိုပေါက်လိုက်တောင်းနေတာအခုကြတော့ရုတ်တရက်ကြီးစိုင်းတဆိုင်တောင်ရသွားပြီဒါကတော့အဲ့ဒီအတော်ရဲ့ကဲမဲပေါ့မင်းစဉ်းစားကြည့် မင်းဘလူရဲ့ပြောပြောငါတို့အစတွေကဒီကိစ္စကိုတခုခုမှားနေတယ်လို့ထင်နေ။ဘာလို့လဲအတော်ရဲ့အချက်ပြုတ်လက်ရာကအရင်ထဲကကောင်းနေတာကို အခုသူပို့ပြီးတော့နာမည်ရသွားရုံပဲလေ။ငါပြောနေတာကအဲ့ဒီအကြောင်းမှမဟုတ်တာပြောချင်တာကဒီကိစ္စမှာတခုခုတော့မှားနေတယ်။ဟေးဘလူမှားနေရလဲ။အဲ့ဒီတော့ထမင်းချက်တော်တာကိုတော့ငါလဲချီးကျူးတယ်။ သူကောင်းကောင်းလေးချက်တက်ပြုတ်တက်တယ်။ပြီးတော့စိုင်းပွင့်လာလေဘာပြေတနာမှမရှိဘူး။အလုံးအစားကောင်းကောင်းစားတင်လာပဲလေ။ဒါပေမဲ့ထမင်းနဲ့သပင်ထည့်ချက်ပါတယ်ဆိုတာကြီးကမှားနေတာ။ရှင်ပြောတာမှန်ပါတယ်။ဒါပေမဲ့အဲ့ဒီထမင်းနဲ့သပင်ထည့်ချက်ပါတယ်ဆိုတာကတမင်တက်တက်ထွင်ထားတဲ့ဇလန်းထင်နေ။ဒါပေါ့ငါတို့တွေတက်တည်အခိုင်မာရအောင်လိုက်စုရမယ်။ အတော့ဘလူနီးတွေတုံးပြီးတော့ချက်ပြုတ်နေလဲဆိုတာသိအောင်လုပ်ယူရမယ်။ရှင်မလုံလောက်မှလဲ။ငါတို့တွေတော့ကိုစောင့်ကြည့်ရမှာပေါ့။တကယ်လို့သူလိန်ပြောရင်ဒါတခုခုမှားနေလို့ပဲလေ။ဟုတ်တယ်မလား။တကြီးရေတကြီး။ဟေးဘေကန်မလားစပူးလာလေလို့ပါလားကွာ။ခမရလဲနော်။ဟိုဘွားကြီးဓမင်းဆိုင်စားပွင့်တွေကကျွန်တော်ဆိုင်ကိုလာတော့မလာတော့ဘူး။ မဟုတ်တာအဲ့ဒီလိုမဟုတ်ရပါဘူးငါလည်းစိုင်းအစ်တိကြောင့်နည်းနည်းအလုံများနေလို့ပါခမရစိတ်မရှိရင်တော့ကျွန်တော်တခုလောက်ပြောချင်တယ်အေးပြောလေဘာပြောချင်လို့လဲအဲ့ဒီဘွားကြီးဓမင်းချက်နေတာတခုခုမှားနေတယ်လို့ခမရမထင်ဘူးလားမှားရင်ဘာပြီးမှားနေလို့လဲဒီမဲကျွန်တော်သူ့ဆိုရင်ねဓမင်းချက်တာကိုတခါမြင်ဘူးတယ်ဒါပေမဲ့တကြီးစဉ်းစားကြည့်လေ ခေါင်းကသမင်ကိုထမင်းနဲ့ထည့်တာမှန်လို့လားအေးမင်းပြောတာလေဟုတ်သားပဲသူ့သမင်ထဲမှာဖုန်းနဲ့အမုံနဲ့ဘလောက်တောင်မှညစ်ပတ်လိုက်မလဲသူကအဲ့ဒီသမင်တွေကိုထည့်ပြီးတော့ထမင်းချက်တယ်ဒါကျမ်းမာရေးကိုထိခိုက်စေတဲ့လုပ်ရပဲလေမင်းပြောတာမှန်နေတာပဲဘေကရန်ငါတော့အဲ့ဒီကြောင့်ကိုမစဉ်းစားမိဘူးအနည်းဆုံးတော့ဗျာ ျွန်တော်ဆိုင်မှာတော့အစားအသောက်တွေကိုတတ်နဲ့ရှင်ရှင်ချက်တယ်။ဘသူမှဓမင်းနဲ့တော့သပင်ကြီးထည့်မချက်ဘူးလေ။သပင်တမွေးပါလာခဲ့ရင်လည်းအဲ့ဒီဆိုင်ကိုပိတ်ပြရမှာပဲ။ဒါပြင်ငါအခုဘာလုပ်ရမလဲ။ဘာလုပ်ရမလဲဆိုတော့ရွာလူကြီးအနေနဲ့အဲ့ဒီဆိုင်ကိုအ мян ဆုံးပိတ်ပစ်လိုက်တာကအကောင်းဆုံးပဲ။ကျွန်တော်ကအလုံးကောင်းမှုရေးပြောပေးနေရပါ။ကျန်တာဘာပြောနိုင်မှာလဲ။တကြီးပဲစဉ်းစားကြည့်ပါ။ကျွန်တော်သွားလိုက်ပါအောင်မယ်။ ရာခီတမင်းချက်ပြီးပြီလားပြီးရင်ငရုတ်သီးနဲ့ခရမ်းကျင်သီးကိုရေစိမ်ပြီးတော့မြေမြန်လှိထားလိုက်ဟုတ်ကဲ့ပါဖွာတမိခုပဲလှုပ်လိုက်ပါမယ်နောက်ရက်လောက်ဆိုတမိလေးကိုဆွေးဆေးဖို့ဆရာဝန်စီပြန်ခေါ်သွားရမယ်အဲ့ခါကျပတ်စံလေးကောင်းကောင်းစူမီနေပြီအဲ့တော့ကုသစိတ်နဲ့ပတ်သက်ပြီးတော့ဘာပြဿနာမှမရှိတော့ဘူးအဲ့ဒီလိုရသွားတာကလည်းဖွားဖွားရဲ့ကိုစွမ်းညင်စွမ်းကြောင့်ပဲ ။သမီးတို့တွေအခုလိုအဆင်ပြေလာတာပါ။ဒါပေမဲ့အဖွားလည်းတစ်ခါတလေတော့စိတ်မကောင်းပါဘူး။ကိုယ်အဆင်ပြေဖို့အတွက်သူများတွေကိုလင်းညာခဲ့ရတာ။အော်လက်စားသက်တော့ငါထင်ထားတဲ့ဒါကြီးမှန်နေတာပဲ။အတော်ကစေကူသားစေးရဖို့အတွက်တရားလုံးကိုလိန်ပြောခဲ့တာပဲ။သမီးလေးတက်တာသွားရင်တော့အဖွားလေးရွာလူကြီးကိုအမှန်တိုင်းပြောပြမှာပါ။အဲ့ဒီချိန်ကျသူပါပဲဆုံးဖြတ်ဆုံးဖြတ်အဲ့ဒီအမိန်တိုင်းနားခဲ့မှာ။ တော်လောက်ပြီဒီဘွားကြီးစိုင်းစဖွင့်နေကငါလုပ်ငန်းလေးပြည့်စည်သွားပြီဒီနေ့တော့ငါသူ့လောက်ကင်နေသမ ्या ကို လက်စတုံးပြရမယ်အဘွားကြီးပြေးမယ်တော့မကြံနဲ့ခမားကြောင့်ကျုပ်ရဲ့စီးပွားရေးလည်းနေရောညပါထိခိုက်ခဲ့ရတာဒီနေ့တော့ခမားဘာမှထက်လို့လို့မရတော့အောင်သင်ငန်းစာပေးရမယ်ကျူဝင်ခောက်ရင်တော့ကျူငုတ်ပါမကြံအောင်လုပ်ရမယ်သေကြစမ်းဒီနေ့ကစပြီးတော့ငါစီးပွားရေးကိုဘယ်သူမှတုံနေလာထိုးနိုင်မှာမဟုတ်တော့ဘူး နှစ်ယောက်စလုံးကိုတည်အောင်မီးရှို့တက်ပြင်မယ်။အိုးဒီလိုညာကြီးမင်းကြီးပြန်လာရတာလဲတော်တော်ဆိုးဆိုးပဲ။ဟမ်ညာကြီးချိန်မတော်အတော်ရဲ့အိမ်နာမှာဘသူရဲနေတာပါလဲ။ဟေးဘသူလဲဟေးဘာတွေလုပ်နေတာလဲ။မင်းဒီမှာဘာလုပ်နေတာလဲ။မင်းဘသူလဲ။ဟမ်ပိကရန်မင်းပဲ။မင်းကတော့ကအမလေးလေးဗီကရန် ဘလို့ဖြစ်လို့ဒီလောက်ထိလုံးရတာလဲမင်းလူရက်ကလူနှစ်ယောက်ကိုတတ်ဖို့ကြိုးစားခဲ့တာနော်ကျွန်တော်လည်းဘဲတက်နိုင်မလဲကျွန်တော်စီပွားရေးကကောင်းကောင်းလဲပတ်နေခဲ့တာဒါပေမဲ့ဒီဘွားကသပင်နဲ့ထမင်းချက်တယ်လို့ပြောတဲ့ကကျွန်တော်စီပွားရေးကပျက်စီးသွားပြီပြီးတော့သူကထမင်းဆိုင်မှာဖွင့်လိုက်တော့ကျွန်တော်ဆိုင်လဲကောင်းကောင်းမရက်တည်နိုင်တော့ဘူးကျွန်တော်ဘာတက်နိုင်မှာလဲဒါကြောင့်လုံးရတာ ဒါပေမဲ့မင်းဒီလိုတက်ဖို့ပြတ်ဖို့စူးစမ်းခဲ့တာကတော့မှန်တယ်လို့ထင်နေလားပြီးတော့နောက်တစ်ခုထပ်ပြောချင်တာရှိရဲ့ဘာများလဲအာဒီတာကျွန်တော်တို့တော်ကဘဲလုံးကမှဇပင်းတွေထည့်ပြီးတော့ထမင်းမချက်ခဲ့ဘူးဘဲရီစံတွေဟင်းဒီဟင်းရွက်တွေနေပဲချက်ခဲ့တာပါဘာဇပင်းတမွေးမှမထည့်ရပါဘူးဘာဒါဆိုဒီဘွားကဘာကြောင့်အားလုံးကိုလိန်ခဲ့တာလဲ ဒါကသူ့ရဲ့နေမကောင်းတဲ့မိမလေးကိုစေကုပေးဖို့အတွက် မတက်တာလို့လိန်ပြောခဲ့ရတာပါ သူတို့ဆိုင်ကိုတော့မပိတ်ခိုင်းလိုက်ပါနဲ့သူတို့တွေကမရှိစင်းရဲသားတွေပါဆိုင်နာပိတ်လိုက်ရင်တော့ဘာလို့စားကြတော့မလဲကျမမှာတခြားနီလန်းမရှိခဲ့ပါဘူးတကြီးရဲ့ကျမကိုခွင့်လွှတ်ပါခမရလာကျုပ်တို့ကိုပုံမွေလင်းလင်းပြောခဲ့ရင်ခမရရဲ့မိမလေးကိုစေကုဖို့ကျုပ်တို့ဘက်ကတာဝန်ယူပေးမှာပါဘာကြောင့်များလိန်ပြောခဲ့တာလဲဗျာ ရှင်ရဲ့ဒီကျေးဇူးကိုဘယ်တော့မှမမေ့ပါဘူး။ဒီမဲ့ဆိုင်ကတော့ပိတ်ကိုပိတ်ရမှာပဲ။ဒါပေမဲ့ဒီပွားရဲ့ဆိုင်တော့မဟုတ်ဘူး။ဘေကရန်ရဲ့ဆိုင်ကိုပိတ်ရမှာ။ဒါသူ့အတွက်ဖြစ်တယ်မဲ့။ကျုပ်ဒီတစ်ခါတော့ခွင့်လွှတ်လိုက်မယ်။ဒါပေမဲ့နောက်တစ်ခါဒီလိုအမမျိုးထက်လို့ခရင်ရွာထဲကနေမင်းကိုနှင်ထုတ်ပြစ်မယ်။နားလေလား။နောက်ဆုံးမှာတော့ဆင်းရဲတဲ့မိဘနှစ်ယောက်ကသမင်းဆိုင်လေးဖွင့်ပြီးတော့ตายရတဲ့ဘွားကိုရရှိသွားပါတယ်။ အချင်းမကောင်းတဲ့ဘေကရန်ကတော့စိုင်းကိုပိတ်လိုက်ရပါတော့တယ်။ဟုတ်ကဲ့ပါဒီနေ့အတွက်ပုံမြင်လေးကတော့ဒီလောက်ပါပဲနော်။ပုံမြင်လေးကိုကြိုက်နေတဲ့တည်းဆိုရင်တော့ channel လေးကိုလည်း like and subscribe နှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်။နောက်ထပ်ပုံမြင်အစ်စ်အစ်စ်တွေနဲ့ပြန်လာခဲ့ပါအောင်မယ်ရှင်။